thank you ်မင်္ဂလာပါရှင်မန္တလေးခေတ်သစ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ဒေါ်အောင်ဆန်းစုကြည်ဘေးကင်းကျန်းမာစွာရှိရဲ့အကြောင်းတင်ဆက်ပေးပါမယ်မလ28ရက်ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းကလေးတန်းကြောင်းနေပြည်တော်မှာထိခိုက်ပျက်စီးမှုတွေများတော့လဲအကျဉ်းချခံထားသောဒေါ်အောင်ဆန်းစုကြည်မှာဘေးကင်းစွာနဲ့ကျန်းမာလျက်ရှိကြောင်း၎င်းနဲ့နီးစပ်သူတွေထံမှသိရပါတယ်ဒါအပြင်ဒေါ်အောင်ဆန်းစုကြည်တန်းတပတ်တကားပေးပို့နေကြအစားအသောက်များကိုလည်းငလင်လှုပ်ခတ်ပြီးရဲ့နောက်ပိုင်းပုံမှန်ပေးပို့နေရကြောင်းလည်းသိရပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းကငလင်တန်းကြောင့်ဒေါ် ောင်ဆန်းစုကြည်ရဲ့လက်ဖြံယူကျိုးသွားတယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်လာခဲ့ပါတယ်။တောင်ဆန်းစုကြည်တမရဝင်းမြင့်အပါဝင်း2021အာနာသိမ့်ပြီးနောက်ဖန်စီထိန်ထိန်ထားတဲ့အကျဉ်းသားအလုံးလွင်ငိမ့်သောလွင်ငိမ့်ချက်သားကွင်းအပြေဝါကြီးညာပေးဖို့လေကုလသမဂ္ဂကအီဗီလာ7ရက်မှာတောင်းဆိုထားပါတယ်။စစ်တပ်အာနာသိမ့်ပြီးနောက်တောင်ဆန်းစုကြည်ကိုဖန်စီချုပ်နှောင်ထားပြီး2024ခုနှစ်နှစ်လယ်ပိုင်းကစပြီးနေပြီးတော့အချုပ်ထားမှတဆင်ပြင်းမရမျိုးနီးတဲပြူကျေးရွာအချိန်ဆိုင်အမှတ်6ဆက်စင်ကိုကဲမှုဌာနချုပ်ရှင်အရာရှိငယ်နေတဲ့အိမ်တလုံးကိုပြ ောင်းရွှေ့ချုံနောင်ထားခဲ့ပါတယ်။ လက်ရှိမှာဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးကိုစစ်တပ်ဆရာဝန်တွေကတာဝန်ယူပေးထားပါတယ်။ဇလပီနေပြည်တော်ကိုဖြစ်တဲ့လို့စောက်ခဲကြသူများဆိုရင်ဆောင်းပါတင်ဆက်ပေးပါမယ်။စကိုင်းငလင်ကြီးလောက်ခတ်ပြီးရင်နောက်နေပြည်တော်မှာပွဲပြန့်နေပြီဆိုတဲ့စကားတခွန်ခေစားလာခဲ့တဲ့ငလင်လောက်ခတ်မှုကြောင့်နေပြည်တော်ရှိဝန်တန်းအင်ညာများ၊ရုံဆောင်များ၊လမ်းများ၊စင်ယုံများစစ်တပ်အဆောင်များစွာပြည့်စည်သွားခဲ့ပါတယ်။ဝန်တန်းအင်ညာ၄000ကျော်ရှိတဲ့နတ်တော်ခတ်ပြည့်စည်ခဲ့ရပြီးကြံတော်လောက်မှလူနေထိုင်ရန်မတင်တော်တဲ့အခြေအနေဖြစ်ခဲ့တဲ့တင်းဆုံးသူရာ ထဲချီရှိပြီးတန်ရာရသူထောင်ထဲချီရှိတဲ့အတွက်နေပြည်တော်ကရင်တထောင်စင်းယုံကြည်မှမနိုင်မနှင်းဖြစ်နေတဲ့တချို့သောဝန်ထမ်းတွေရဲ့မိသားစုဝင်တွေအသက်ဆုံးရှုံးခဲ့ရတယ်။အသက်မသေးပဲကြံခဲ့တဲ့ဝန်ထမ်းတွေမှနေစရာမရှိတဲ့အတွက်သစ်ပင်များအောက်ယာယီရွက်ပြင်တင်းများထိုးပြီးနေထိုင်ရတယ်။မိမလားရှိမရတဲ့အခြေအနေနဲ့နေထိုင်နေကြရတယ်။တိကျပြက်စီမှုတွေများလို့အလုံမစင်တဲ့ဝန်ထမ်းတွေကိုအလုံထုတ်ပစ်တယ်လို့ချင်းချောက်ခံနေရတယ်။ထိတ်တန့်ဗိုလ်ချုပ်ကြီးတွေနဲ့အရာရှိကြီးများကလွဲပြီးကြံဝန်ထမ်းများနဲ့ပြည်သူများမှတကယ်ပဲပွဲပြက်နေတဲ့လားဖြစ်နေတယ် င့်မုံမတမီဝန်တန်းများအမိုးအကာအောင်ရောက်ရေးတော်မှစိန်ခေါ်မှုကြီးဖြစ်နေပါတယ်။ငလင်အပါဝင်တဘာဝ BNN အကြောင်းရောက်နေတဲ့နိုင်ငံဒီမှာအုတ်ချုံရေးအဆောင်များတိစောက်တဲ့အခါငလင်တန်းခံနိုင်မှုရှိဖို့စနစ်တကျကြွတ်ချက်တိစောက်ရတယ်။ နိုင်ငံတစ်ခုမှတဘာဝပြီးကြောက်ရောက်တဲ့အခါဆိုရဝန်တန်းများရုံးဆောင်များထိခိုက်မှုမရှိမှသာကုညီကိစိန်းလုပ်ငန်းများကိုဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ဒါပေမဲ့နေပြည်တော်တိဆောက်ရေးမှာအဲ့ဒီလိုအစိုးရအဆောင်များစနစ်တကျတွက်ချက်ဆောက်လုပ်ခဲ့ခြင်းမရှိပါဘူး။အာနာရှင်ဟောင်းတန်းရွှေအင်းနဲ့အခုလိုငွေကိုရေလိုသုံးတိဆောက်နိုင်ခဲ့တဲ့နေပြည်တော်ကြီးမှာနှစ်20အတွင်းတဘာဝပြီးတဲ့အကြောင်းပြည့်စည်သွားတာကအံ့ဩစရာဖြစ်ပါတယ်။ တဘာဝတံငွေကရတဲ့ငွေများပုံပေါ်လောအောင်တိဆောက်ခဲ့တဲ့နေပြည်တော်မြို့ကြီးကိုနှစ်ပေါင်း20ခန်းနဲ့ပြည့်စည်သွားမယ်လို့အဲ့ဒီတုန်းကဘူဇုံမူကြီးတန်းရွှေတွက်ထားလိုက်မယ်လို့မတင်အနောက်နိုင်ငံတွေရဲ့ရှန်ကိုစိုးရိမ်တဲ့အတွက်ဘူဇုံမူကြီးတန်းရွှေကစင်ယုံကျုပ်ပါဝင်အုပ်ချုပ်ရေးနဲ့ဆိုင်တဲ့ရုံများကို2006ခုနှစ်မှာနေပြည်တော်ကိုစတင်ရွှေ့ပြောင်းခဲ့တဲ့တဘာဝတံငွေမှရတဲ့ငွေတွေနဲ့ငွေကိုအရှံအပယ်တောင်းပြီးနေပြည်တော်မြို့ကြီးကိုတိဆောက်ခဲ့တဲ့နေပြည်တော်တိဆောက်ခြင်းနဲ့ပတ်သက်ပြီးစစ်ဘက်ဆိုင်ရာအဆောက်အအုံများအဲ့ဒီအချိန်ကစစ်တောက်ကျုပ် တာဝန်ယူထားတယ်ဒုတိယဗိုလ်ချုပ်တီတေဟသူရတင်အောင်မြင့်ဦးကတာဝန်ယူခဲ့ပြီးအရက်ဖတ်ဆောင်တွေကိုတမနာဦးသိန်းစိန်ဆိုရလက်ထက်မှာတမနာရုံးဝင်ကြီးနဲ့နေပြည်တော်မြို့တော်ဝန်ဖြစ်ခဲ့သူပိုမူးကြီးဟောင်းဦးသိန်းညွန့်ကတာဝန်ယူခဲ့တယ်နေပြည်တော်တည်ဆောက်ရေးမှာလုပ်ပိုင်ခွင့်ရတဲ့ အဒီကဖွဲ့စည်းသုံးခုရှိတဲ့ပထမဖွဲ့စည်းကစစ်အင်ဂျင်နီယာတက်အကြီးဖြစ်ပြီးဂျီတောင်မှာရှိတဲ့အထူးဆောင်လုပ်ရေးတပ်တွေမှာနေပြည်တော်တိဆောက်ရေးမှာစစ်ဘက်ဆိုင်ရာအဆောင်များလမ်းနဲ့တံတားများတိဆောက်ခွင့်ရခဲ့တယ်။နေပြည်တော်တိဆောက်ရေးနဲ့မီလီယံနာဖြစ်သွားတဲ့ဂျီအထူးဆောင်လုပ်ရေးတပ်ရရှိများစွာထဲမှာလူသိများသူတအုံးမှာအစိုးရပို့ထနေသူနေရမှန်ဖြစ်တယ်။အစိုးရနေရမှန်ရဲ့အမည်ရင်းကပုံမှုထင်ဝင်ဖြစ်ပြီးအထူးဆောင်လုပ်ရေးတပ်ရင်းသုံးမှတံမှုဖြစ်တယ်။နေပြည်တော်တိဆောက်ရေးမှာပုံမှုထင်ဝင်ခေါ်နေရမှန်ကလမ်းနဲ့တံတားများကိုတိဆောက်ရသူဖြစ်တယ်။ ်တမရအိမ်တော်အဝင်တံတားမှာနေရဲမှန်တိစောက်ခဲ့တဲ့တံတားများစွာနဲ့ကတခုပြတဲ့လမ်းတွေအစာအုပ်တွေမှာအတီကတော့ဘီလက်မြေဖြော်တဲ့နေရာမှာဘီလက်မြေအိတ်အရေအတွက်ကိုရှော့ပြီးထဲကြတာတခါပြောရင်ငါအိတ်ရှော့ထဲရင်ကိုပဲရှားတဲ့ဟိုင်းကိုမနေဘူးလို့နေပြည်တော်စောင့်လို့ရင်မှာအလုံးလုံးခဲ့တဲ့အင်ဂျင်နီယာတအုပ်ကပြောပါတယ် ဒါကြောင့်ငလင်လုတ်တဲ့အခါအပြည့်အစင်းနဲ့အတင်ပြောင်းများရခြင်းဖြစ်တယ်လို့လည်းအဆိုပါအင်ဂျင်နီယာကပြောပါရယ်။နေပြည်တော်တိဆောင်ရေးကြောင့်ဘုံမှုထေဝင်းမှာမီလီယနာဖြစ်လာခဲ့ပြီးနေရမန်နမီနဲ့တီစီများစွာထွက်ခဲ့တယ်။မြန်မာပြည်မှာသူနဲ့တွဲက VCD နဲ့ MTV မရိုက်ဖူးတဲ့အမှုပညာရှင်မရှိသလောက်ဖြစ်ခဲ့တဲ့နေပြည်တော်တိဆောင်ရေးမှာနောက်ထပ်လုတ်ပိုင်ခွင့်ရတဲ့အုပ်စုတစုမှာစစ်ဘုံကျောက်သားသမီးတွေဖြစ်တဲ့နေပြည်တော်တိဆောင်ရေးမှာလုတ်ပိုင်ခွင့်ရသူတွေနဲ့ဒုတိယဘုံကျောက်မှုကြီး မောင်အေးရဲ့တပ်မီနန္ဒာအေးကုမ္ပဏီဒုတိယပိုချုပ်ကြီးတင်အောင်မြင့်ဦးရဲ့သားတင်စာဆောင်ဦးကုမ္ပဏီပိုချုပ်ကြီးသူရရှိမန်းရဲ့သားကုမ္ပဏီဝန်ကြီးဦးသိန်းညွန့်ရဲ့တပ်မီတွေပိုင်နဲ့တီဇက် TM ကုမ္ပဏီနဲ့စစ်အင်ဂျင်နီယာတက်ရဲ့ညွှန်ကြားရေးမှူးဘိုချုပ်တင်ထွန်းရဲ့တမိဒေါ်နီနီတင်ထွန်းတို့ကုမ္ပဏီနဲ့စစ်တပ်ပိုင်းဥပိုင်းကုမ္ပဏီတို့အဓိကလုတ်ကင်ခွင့်ရခဲ့တယ်။အစိုးရကုမ္ပဏီတွေကစစ်ဘက်အစအဝင်အပြင်ဝန်ထမ်းအင်အားများအစိုးရယုံနေကိုပါလုတ်ပိုင်ခွင့်ရခဲ့တယ်။ဝင်စည်းဦးသိညွန်မီတာစုပိုင်းနဲ့ TZ TM ကုမ္ပဏီကအစိုးရယုံများနဲ့ဈေးများဆောင်လုတ်ခွင့်ရခဲ့တယ်။မြို့မဈေးရှိဘူဝမ် ဘူးကွဲဝန်တန်းအင်ယာမာလေးစစ်တပ်ပိုင်းဥပိုင်ကုမ္ပဏီမှစောင်းလုပ်ခွင့်ရခဲ့ခြင်းဖြစ်တဲ့နေပြည်တော်လင်းစိတ်ကိုအေရှားဝတ်ကုမ္ပဏီနဲ့ဒုတိယဗိုလ်ချုပ်တီတီဟာသူရာတင်ရောက်မြင်ဦးရဲ့တာကုမ္ပဏီကတည်ဆောက်ခဲ့တာဖြစ်တဲ့ အရက်ဖက်ကရိုနီကုမ္ပဏီများထဲမှနေပြီးတော့တည်ဆောက်ရေးမှာအတိအကလုတ်ပိုင်ခွင့်ရခဲ့တဲ့ကုမ္ပဏီများမှာဝန်ကြီးဦးတင်စန်းပိုင်နဲ့ ACE စောင့်လုပ်ရေးကုမ္ပဏီတရုတ်ဆောင်ရှားညိုဦးတာထင်းရဲ့သားမိသားစုပိုင်နဲ့ Original Group စောင့်လုပ်ရေးကုမ္ပဏီ Asia World Company 2ကုမ္ပဏီ Mass မြန်မာကုမ္ပဏီ Aiden စောင့်လုပ်ရေးကုမ္ပဏီ A1 စောင့်လုပ်ရေးကုမ္ပဏီဦးအိုက်ထွန်းပိုင်နဲ့ရွှေတောင်စောင့်လုပ်ရေးကုမ္ပဏီနဲ့ဦးစော်ဝင်းရှင်ပိုင်နဲ့ AIA ဟင်းတာကုမ္ပဏီတို့မှာအတိအကလုတ်ပိုင်ခွင့်ရတဲ့ကုမ္ပဏီတွေဖြစ်တဲ့ငလင်ကြောင့်ဖြည့်ဆည်းဆောင်ရှောက်မှုတွေဖြစ်ခဲ့တဲ့လွတ်တော်အစအုံမှာ AC စီးစားလုံး၏ကုမ္ပဏီမှစားလုံးခဲ့ခြင်းဖြစ်ပြီး ။သမ္မတအိမ်တော်ကိုအေဒင်ဆောင်လုံရေးကော်မတီဒုတိယသမ္မတအိမ်နဲ့လွှတ်တော်ဥက္ကဋ္ဌနေအိမ်များကိုဒုကော်မတီတို့ကဆောင်လုံခွင့်ရခဲ့တယ်။အရှိတောင်အာရှအားကစားပြိုင်ပွဲကျင်းပခဲ့တဲ့အနေပြီးတော့ရှိအားကစားယုံကြည်များမှာဥစော်စော်ပိုင်းနဲ့ Mass မြန်မာကော်မတီမှဆောင်လုံခဲ့တဲ့အစားအုပ်များထဲမှထင်ရှားတဲ့အစားအုပ်တစ်ခုဖြစ်တဲ့နေပြီးတော့လေစိမ့်နဲ့ MICC ခန်းမအနီးရှိဝန်ထမ်းအင်အားတွေမှာ Asia World ကော်မတီကတိစောက်ခွင့်ရခဲ့ခြင်းဖြစ်တယ်လို့နေပြီးတော့တိစောက်ရေးမှာပါဝင်ခဲ့တဲ့အင်ဂျင်နီယာတအုပ်ကပြောပါရယ်ဝန်ထမ်းအင်အားတွေနဲ့ရုံးတွင် Asia World ထူးရဲ့ CE ရဲ့ဦးသိန်းညွန့်ကုမ္ပဏီရဲ့ Mass မြန်မာရဲ့ကအဓိကစောက်ခဲ့တာလို့လည်းအမည်မဖော်လို့တဲ့ engineer တောက်ကပြောပါတယ်။ဘာစနစ်မှမရှိဘူး။မြန်မြန်ပြီးရေးပဲလုပ်ခဲ့တာ။ quality control မရှိဘူး။ဘယ်တော့ပြီးမလဲမိတာလို့နေပြည်တော်မှာဝန်ထမ်းအင်အားများတည်ဆောက်ခဲ့တဲ့ engineer တောက်ကပြောပါတယ်။ဒါပြင်အစာအုပ်မဆောင်ခင်မှာပဲပတ်စံကိုတန်တစ်တားရင်းနဲ့ပြီးခဲ့ပြီးအများစုမှာ7000တန်များဖြစ်ပါတယ်။ဒါကြောင့်နေပြည်တော်တည်ဆောက်ရေးမှာလုပ်ပိုင်ခွင့်ရခဲ့တဲ့ကုမ္ပဏီတွေတစ်စက်ကန်ကုမ္ပဏီတွေအကျိုးမြတ်များစွာရရှိခဲ့ပြီးတတိကြီးများဖြစ်လာခဲ့ကြတဲ့ também okay. နေပြည်တော်တိဆောက်ချိန်မှာဗိုလ်ချုပ်မူကြီးတန်းရွှင်ကငွေဘုံပေါ်လောအောင်တုံးခဲ့တော်လဲတိဆောက်ရေးမှာစနစ်တကျမလုပ်ခဲ့ဗိုလ်ချုပ်များနေထိုင်တဲ့အိမ်များကိုသာငလင်တန်ခံနိုင်အောင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပါတယ်။ဒါကြောင့်စကိုင်းငလင်ကြီးလောက်ခတ်တဲ့အခါနဝတာခက်ကထိပ်သီးဗိုလ်ချုပ်ကြီး၆ဦးနေတဲ့၆လုံးတက်အိမ်ယာမှာခြံစည်းရိုးအနေငယ်အုပ်တတိုင်းပြုတ်ပြန့်မှုသာဖြစ်ခဲ့ပါတယ်။ဒါပြင်ဒုတိယဗိုလ်ချုပ်ကြီးများနေထိုင်တဲ့ရာစတင်ခအိမ်ယာတင်ရာစတင်ခအိမ်ယာနှစ်တို့မှာကြီးကြီးမားမားထိခိုက်မှုမရှိခဲ့။အရက်ဖက်ဝန်ထမ်းများနေထိုင်တဲ့ဝန်ထမ်းအိမ်ယာများရှုံးများလမ်းများစေယုံစေကများပျက်စီးမှု များခဲ့ပြီးလူထိခိုက်ဒေဆုံးမှုများခဲ့တဲ့ငွေကိုခင်းပြီးစောက်ခဲ့တဲ့နေပြည်တော်မြို့တော်ကြီးမှာနှစ်ပေါင်း20တွင်မျိုးပြည့်စည်တစ်ခုဖြစ်သွားခဲ့တဲ့တဘာဝတံငွေမှာရတဲ့ငွေများလေးလွင့်ဆုံးရှုံးသွားခဲ့ရပြီးမူလချင်းတွေကိုပြန်လည်ရောက်ရှိဖို့အချိန်တော်ကြာပြန်လည်တည်ဆောက်မှာဖြစ်တဲ့လက်ရှိအချိန်မှာနေပြည်တော်ကပွဲပြန်နေပြီဖြစ်တယ်လို့យီတာထားပါတယ်ဆလာဘီမန္တလေးမှာဒီကနေ့မနက်ငလင်းလှုပ်ခတ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။နေအိမ်မှာနေထိုင်သူတို့ချို့လမ်းပေါ်ပြေးထွက်ခဲ့ရတယ်လို့သိရပါဗျ။မန္တလေးမှာဒီကနေ့ AP 73ရဲ့မနက်ပိုင်းကငလင်းလှုပ်ခတ်ရာနေအိ ီမှာနေထိုင်သူတချို့လမ်းပေါ်ပြေးထွက်ခဲ့ရကြောင်းမြို့ကန်တွေကပြောပါရယ်အပြီလ23ရက်တကြံကြိုနေ့မနက်9နိုင်ခန့်မှာငလင်းလောက်ခတ်ခဲ့ပြီးတိတိတသာခန်းစားခဲ့ရတယ်လို့မန္တလေးမြို့ကန်တုံးကပြောပါရယ် နောက်ဆက်တွင်ကလင်းကအခုမနက်လောက်တာအကျန်းဆုံးဖြစ်ပြီးရှင်းလင်းနေတဲ့နေရာမှာလိုက်ကြည့်နေတော့ထွက်ကိုပြေးရတဲ့အလုသမားတွေလည်းထွက်ပြေးပေါ်အဆောင်ကြီးကိုရှမ်းခါသွားလာလို့မန္တလေးမြို့ကတောင်ကပြောပါတယ်။ကလင်းတန်ကိုတော့မြင်းမူတောင်ကြီးကြပရောင်ပြင်းဦးတွင်မုံရွာပြင်မနာဝမ်တွင်အဆရှိတဲ့နေရာတွေမှာခန်းစားခဲ့ရတယ်လို့မြို့ကန်ချိုကပြောပါတယ်။ဒီတခါလောက်တာကဒုံးဆိုပြီးအတမ်းမပေးဘူးအိမ်ကိုကင်ပေါက်တယ်လို့လောက်တာတော်တော်ကျန်းတယ်လို့ဝမ်တွင်မြို့ကန်တောင်ကတော့လူမှုကွန်ရက်မှာရှင်းတာထားပါတယ်။ဝမ်တွင်မြို့ရဲ့အရှိမြောက်ဘက်ကိုမိုင်ကန်ကွာကိုပဟုတ်ပြုတ်ပြီး AB 73ရဲ့မနက်7:54မိနစ်မှာ59စက္ကန့်မှာအနက်20ကီလိုမီတာအင်အားရစ်စတာစကင်း9.5ရှိငလင်းတစ်ခုလောက်ခတ်သွားကြောင်းနဲ့မလ28ရက်အင်အားပြင်းငလင်းကြီးလောက်ခတ်မှုအပြီးမှာ AB 73ရဲ့မနက်9:00နောက်ဆက်တွဲငလင်း128ကျင်းထိလောက်ခတ်ထားတယ်လို့မိုးစလကထုတ်ပြန်ထားကြောင်းသတင်းဌာနမှဖော်ပြပါရှိပါရရှင်။